ဒီပိုင်းရဲ့အစမှာတော့ဆန်နီကငါထင်မင်းလာနဲ့လက်ထက်တော့မှသူ့မှာငဲ့ညာတက်တဲ့နှလုံးသားရှိပြီးဖောက်ပြန်လို့ရရင်တော့ငါရှိသေးတယ်ဆိုပြီးတော့တစ္ဆာမဖောက်လို့ပဲဇာနီလို့ပြောလိုက်တော့မမကိုတစ္ဆာဖောက်မိတာအိမ်မက်မက်နေတယ်လို့ခံစားပြီးလက်ထွေမှာလည်းမမကလက်ထက်တော့မှမခံစားနိုင်ဘူးလို့ပြောလိုက်ပါတယ်ဆန်နီကအခုလိုပိုင်ဆိုးပိုင်နဲ့လာပြောနေမှဆိုရင်ချာကူလီကောင်မန်းလူတိုင်းသိအောင်လုပ်ပြမယ်လို့ပြောတော့ကျွန်တော်ချာကူလီကောင်မဟုတ်ဘူးအမားလို့မိလို့အဲ့ဒီအမားကိုဆက်ပြီးတော့တာဝန်ယူနေရတာစိတ်မပြတ်နိုင်သေးလို့ လက်မထက်ပါနဲ့လို့တောင်းပန်နေတာလို့ပြောလိုက်တော့ဆန်နီကလည်းအားလုံးပြီးသွားပြီဖို့ငါနဲ့လာမပတ်သက်နဲ့လို့ပြောလိုက်ပါတယ်။တပတ်ရောက်တော့ရေချိုးခန်းထဲကထွက်လာတဲ့ဆန်နီကိုဒီနေ့မမကြီးရှုံးကန်ပါသွားလို့တာလဲအတိတ်ကကိစ္စတွေထားခဲ့ပြီးခလေးမွေးတော့မဲ့ကျမကိုပဲချစ်ပေးပါဘယ်ဒီစိတ်ရောက်နေရလဲလို့ပြောတော့မင်းကငါ့ကိုစပိုင်လှုပ်ပြီးကြိတ်ခိုင်းနေရလားငါမှမွေးလာမယ့်ကလေးကြောင့်ကောင်းအောင်နေတယ်ဘာဒီလာဖြစ်နေရလဲဆိုတော့ဒါဆိုကျမကိုချစ်လာလို့ရီကမေးတော့မဖြစ်ပဲထွက်သွားပါတယ် တစ်ဖက်ရောက်တော့စန်းလေးကိုဘာခိုင်းစရာရှိလို့လဲမဆိုပြီးတော့ထင်းမင်းလာကမိတော့မင်္ဂလာဆောင်ပြီးအိမ်လိုက်နေရင်အဲ့လိုရှူသေးတာတွေကိုမားကလွယ်ပြီးဘယ်သူမှမလုပ်ဘဲစန်းလေးကိုလည်းအထက်လူကြီးလိုမဆက်ဆံဖို့စန်းလေးနဲ့ခင်မောတယောက်အနေနဲ့လိုက်အောင်နေဖို့အခုလိုတွေယူကျိုးလို့မောင်းကိုချစ်တာလို့ပြောလိုက်တော့ ကျွန်တော်ကလည်းမလာဆူတဲ့နေ့မှာပဲကရုံကင်းနေဖြစ်သွားပြီးတော့ချစ်မိသွားတာလို့ပြောလိုက်ရင်းနဲ့ထင်မင်းလာကိုတငယ်ချင်းဖြစ်သူကပတ်စံချီတော့အရင်ကချီထားတဲ့ပတ်စံအောင်ပြန်မပေးသေးတာဒါတော့မင်းလွန်သွားပြီလို့ပြောတော့ငါမင်းကိုအလုပ်ပြောပေးထားတာမင်းအလုပ်ပြုတ်ချင်လို့လားလို့ပြောလိုက်ပါတယ်ဆန်နေရောက်လာပြီးအလုပ်ပြုတ်တာမင်းဖြစ်သွားပြီငါတို့ကုမ္ပဏီမှာဒီလိုအနိုင်ချင်းလို့မရဘူးမင်းကလည်းဘာလို့ငြိမ်ခန့်နေရလဲပြောတော့ကျွန်တော်နဲ့ကျေးဇူးရှိလို့ပါတငယ်ချင်းကိုအလုံးဖြုတ်ပါနဲ့ဆိုပြီးတော့တောင်းပန်ပါတယ် တစ်ဖက်ရောက်တော့စနိုးကမမကြီးလက်မှတ်ထိုးတာလိုက်ချင်တယ်လို့ပြောတော့မလိုပါဘူးမလိုက်နဲ့လို့ပြောတော့အဲ့လိုမစိမ့်ကားပါနဲ့မမကြီးရဲ့အခုဆိုကိုကိုကြီးလည်းပြဿနာတက်နေတယ်သူရဲ့ပထမမိမကကိုကိုကိုတက်စီသွားတယ်တဲ့မမမိုးလေဆေးုံမှာတနာပါလေလို့ပြောရင်းနဲ့ဒီပိုင်းလေးပြီးဆုံးသွားပါတယ်